ရုရှားကယူကရိန်းအနောက်ပိုင်းကိုတိုက်ခိုက်ခဲ့ရမှာကလေးသုံးအပောင်ဝင်26ဦးသေဆုံးခဲ့ကြတဲ့အမေရိကန်ငြိမ်းချမ်းရေးအဆိုပြုချက်အသေးကြောင့်ယူကရိန်းဟာပိုင်နက်နယ်မြေတွေကိုရုရှားထံပေးရလိမ့်မှာဖြစ်ပြီးစစ်သည်အင်အားကိုလည်းထက်ဝက်ကျော်ရှော့ချပေးရမယ့်အနေအထားဖြစ်လာလိမ့်မယ်လို့သတင်းအင်းအမြင့်က AFP ကိုပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက်အဆိုပြုချက်အသေးက ရုရှားရဲ့အမြင့်ဆုံးတောင်းဆိုချက်တွေကိုထန်လောင်းဖော်ပြထားပုံပေါ်ပါရယ်။ရုရှားရဲ့တောင်းဆိုချက်တွေဟာချင်းချက်မရှိလက်နက်ချတဲ့သဘောနဲ့ညီမျှနေတာကြောင့်ဒီတောင်းဆိုချက်တွေကိုယူကရိန်းကတောက်လျှောက်ညှင်းဆန်ခဲ့ပါရယ်။၂၀22ခုနှစ်ဖေဖော်ဝါရီ24ရက်မှာကျူးကျော်မှုစတင်ကြတဲ့ကရုရှားကရှေ့တန်းနဲ့အဝေးဆုံးနေရာကိုအပြင်းထန်ဆုံးတိုက်ခိုက်မှုအတွင်းရုရှားဒုံးကျည်တွေကတာနိုဘိုင်းမြို့ကိုထိမှန်ခဲ့ခြင်းမှာအမေရိကန်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်အသက်ထွက်ပေါ်လာတာဖြစ်ပါရယ်။မူကျန်းဖြစ်တဲ့အမေရိကန်ငြိမ်းချမ်းရေးအဆိုပြုချက်မှာဖော်ပြထားရမှာ ရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားနဲ့တခြားဒေသတွေကိုအသိမှတ်ပြုတာနဲ့ယူကရိန်းစစ်သားအရေးအတွက်ကို၄တန်းကိုရှော့ချဖို့ဖော်ပြထားတယ်လို့အမည်မဖော်လိုသူသတင်းအင်အမြင့်က AFP ကို ပြောကြားခဲ့ပါတယ်။ဒါပြင်ယူကရိန်းဟာတာဝေးပြစ်လက်နက်အလုံးကိုလည်းဆွန့်လွတ်ပြစ်ရလိမ့်မှာဖြစ်ပါတယ်။အရေးကြီးတဲ့အကြောင်းအရာကတော့ငြိမ်းချမ်းရေးအစိုးရချက်အသည့်ဟာထရမ့်ရဲ့ဇလန်းလားသူ့အချွေရန်တွေရဲ့ဇလန်းလားဆိုတာပဲဖြစ်ပါတယ်လို့အမည်မဖော်လိုသူတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။အပြန်အလှန်အားဖြင့်ရုရှားဘက်ကလုပ်ပေးရမယ့်အရာတွေဟာမရှင်းလင်းမှုလို့ဆိုပါတယ်။